မင်္ဂလာပါရှင်ဘာမာခေတ်တည်တင်ဌာနဤထိတ်တန့်တည်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တည်င်ကတော့ပြည်သူများသို့အသိပေးတင်ပြခြင်း2025ခုနှစ်ဩဂုတ်လတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUGE ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များဤအစိတ်အပိုင်းတစ်ရက်အနေဖြင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနကိုဖြတ်သိမ်းတော်မူဖြစ်ကြောင်းယာယီသမရဖီတော်စုဝင်ကြီးချုပ်နှင့်ဖီတော်စုလွတ်တော်ကုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့မှကျွန်ုပ်အားအသိပေးအကြောင်းကြားခဲ့ပါတယ် ျွန်တော်ဤဘဝတွင်မြန်မာနိုင်ငံခေတ်သစ်သမိုင်း၌အမောင်မိုက်ဆုံးကာလကိုဖြတ်သန်းနေရသည့်အချိန်တတိပြောင်မြောက်တဲ့မြန်မာပြည်သူများအတွက်အမှုထမ်းခွင့်ရခဲ့သည်မှာကြီးမြတ်ဆုံးသောခုံယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်ုပ်အပေါ်ယုံကြည်မှုများပေးခဲ့ကြသည့်အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။ယခုမှကျွန်ုပ်ဤတာဝန်ထမ်းဆောင်မှုများအခမ်းအခနာတစ်ခုပြီးဆုံးသွားပြီဖြစ်တော်လေကျွန်ုပ်သည်နိုင်ငံတော်အတွက်နောက်ထပ်ပုံမိုခိုင်မာသောရည်မှန်းချက်များနဲ့အတူပုံမိုကောင်းမွန်သောဂျိုးပန်းအထောက်မှုများကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်း ်ပြည်သူတို့အားအသိပေးခြင်းပါတယ်။ယခုအချိန်မှစပြီးကျွန်ုပ်ဒီမြန်မာနိုင်ငံနဲ့ပြည်သူတို့ကိုအားပေးထောက်ခံမှုဆက်လက်ရရှိရင်လူသားအရင်းအမြစ်နဲ့ဗန္ဓာရေးအရင်းအမြစ်များရရှိရင်မဟာဗျူဟာမှုပေါင်းကိုဦးတည်သည့်ပြည်သူအခြေခံ People Platform ကိုစတင် အကောင့်ထည့်ဖို့ရပြီးကျွန်ုပ်အင်အားနဲ့အချိန်များကိုအပြည့်အဝမြုပ်နှံသွားမည်ဖြစ်ပါတယ်။အီအကောင့်ထည့်ဖို့မှုကိုတရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့အစည်း၃ရက်နှင့်လှုပ်ဆောင်သွားမည်ဖြစ်ပါသည်။၎င်းတို့အနက်ပထမဆုံးခြေလှယ်အဖြစ် ရင်းချမ်းရေးနှင့် Federal Democracy ဆိုင်ရာ Institute Institute of Peace and Federal Democracy IPFD ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ IPFD သည်အောက်ပါလုပ်ငန်းစဉ်များကိုအဓိကထားဆောင်ရွက်မည်လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်လာပါမည်။လွတ်မြောက်နေပြည်များအတွင်းဒေသန္တရအုပ်ချုပ်ရေးနှင့်အောက်ခြေမှအထက်သို့တိဆောက်သော Federal စနစ် Bottom-up Federalism ကိုအားဖြည့်ဆောင်ရွက်ခြင်း မြန်မာပြည်သူအလုံး၏အတန်ကိုကမ္ဘာကကြားသိစေရန်နိုင်ငံတကာထိတွေ့ဆက်ဆံမှုများကိုချဲ့ထွင်ခြင်း၊မတူကွဲပြားမှုများနှင့်ရှင်တွဲနေထိုင်ခြင်းများကိုမြှင့်တင်ပေးပြီးဒေသတွင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကိုပံ့ပိုးကူညီခြင်းတို့ဖြစ်ပါသည်။အဖွဲ့အစည်းအမှန်တကယ်အဓိကရည်မှန်ချက်မှာမြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စစ်မှန်သော Federal Democracy လမ်းကြောင်းကိုအရှိန်မြှင့်တင်ရန်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များသည်မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့်နိုင်ငံတကာအတိုင်းအဝိုင်းဤတန်တမာရေးလူသားချင်းစာနာမှုနှင့်နိုင်ငံတည်ဆောက်ရေးကြိုးပမ်းမှုများကိုဖြည့်ဆည်းပေးပြီးပုံမအကောင်းစေမည်ဖြစ်ပါသည်။ဤဒီမှာကျွန်ုပ်တို့မြန်မာပြည်သူပြည်သားအလုံးဤဘုံရန်သူကိုတိုက်သည့်တိုက်ပွဲမှာခွဲထွက်သွားခြင်းမဟုတ်ဘဲစွမ်းဆောင်ရေးပုံစံအသစ်ဖြင့်ဆက်လက်တိုက်ပွဲဝင်ခြင်းသာဖြစ်ပါသည်။ ဤအချင်းသည်တသက်နှင့်တစိတ်ထင်အနာဂတ်တစ်ခုတည်းဖြင့်ကျွန်ုပ်တို့အတူတကွလက်တွဲပြီးနိုင်ငံတကွန်းတွင်ကြီးမားသောဒုက္ခဆင်းရဲမှုသေဆုံးပျက်စီးဆုံးရှုံးမှုများကိုဖြစ်ပေါ်စေလျက်ရှိသည့်မင်းအောင်လှိုင်နှင့်တရားမဝင်စစ်အုပ်စုကိုစန့်ကျင်ကြရမည်ဖြစ်ပါသည်။၎င်းတို့ပြုလုပ်ရန်ကြံစည်နေသောရွေးကောက်ပွဲသည်တရားဝင်ရွေးကောက်ပွဲမဟုတ်ပေ။၎င်းတို့၏ဆိုးရွားစွာရာဇဝတ်မှုကျူးလွန်ပြီးအာဓမအုပ်ချုပ်နေမှုကိုတရားဝင်ဖြစ်လာစေရန်လိမ့်လိမ့်လျက်ပြခြင်းတသက်သာဖြစ်ပါသည်။မြန်မာပြည်သူများလွတ်လပ်မှုမရမချင်းကျွန်ုပ်ဘဲသောအခါမှာအနာယူမည်မဟုတ်ပါ။ ကျွန်ုပ်တို့ဘယ်တော့မှအရှုံးပေးမည်မဟုတ်ပါ NUG မှလှုပ်ဖို့ကိုင်မများနေမြန်မာပြည်သူများဘက်မှယက်တီပေးကြသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှေးဆက်ရမယ့်ခရီးလန့်သည်ရှေးလျားကြမ်းတမ်းနိုင်တော်လေညီညွတ်မှုတတိနှစ်ခိုင်မာသောစိတ်ဓာတ်တို့ဖြင့်ကျွန်ုပ်တို့မျှော်မှန်းထားသည့်မြန်မာနိုင်ငံသည်ညူးမြန်မာကိုတိဆောက်သွားကြမည်ဖြစ်ပါတယ်ပြည်နယ်များအားလုံးတစုတစည်းတဲ့ပေါင်းစည်းထားသည့်မြန်မာပြည်တော်စုသမ္မတနိုင်ငံတော် United States of Myanmar USM ဟူသော အိမ်မက်မျော်မှန်းချက်သည်ကျွန်ုပ်တို့စိတ်ဓာတ်ကိုအမြဲတစေနှိုးချတက်ကြွစေပါれ။ဤမျော်မှန်းချက်ကိုကျွန်ုပ်တို့မျိုးဆက်အတွက်သာမကနောင်လာမည့်မျိုးဆက်ပေါင်းများစွာအတွက်ပါအောင်မြင်အောင်ဆောင်ရွက်သွားရမည်ဖြစ်ပြီးရင်းဆောင်ရွက်ချက်များကပဲကျွန်ုပ်တို့မြမပြည်သူများ၏မျှော်လင့်ချက်နှင့်စိတ်ဓာတ်ကြံ့ခိုင်နိုင်စွမ်းကိုတမိုင်းတက်တည်အဖြစ်ထောက်ရတည်ရှိမည်ဖြစ်ပါれ။ gain ကောင်းကြသည်ရဲ့လားအမေပြောပြီးအာနာမသိင်ခင်တရက်လိုလောက်ကအမေစုရဲ့ရေးသားထားခဲ့တဲ့သုံးသက်ချက်စာလေးပါ။ ညီနိုင်နေဆိုတာတစ်ဖက်နဲ့တစ်ဖက်လိုတိုးပို့လျှော့လုပ်ကြရတာပါတစ်ဖက်ကပုံသေးပြောနေရင်တော့တောင်းဆိုတာပါမညီဘူးမလျှော့ဘူးဘေးကိုပေးရမယ်ဆိုတဲ့သဘောပါအန်ဒီနဲ့ကာကျုပ်ကအလိုသဘောတွေးဆောင်ခဲ့တာအကြိမ်ကြိမ်ရှိပါတယ်အန်ဒီမှတ်ချက်ပေးဘူးပါတယ်သူကခေါင်းတော်တော်မာတယ်လို့ကာကျုပ်ဘဝချုပ်ငိမ့်ကနေတမရဖြစ်ချင်တယ်လို့နေရတောင်းဆိုတဲ့အခါအန်ဒီတို့ဘက်ကညှိနှိုင်းပေမဲ့မရခဲ့ပါဘူးဇန်နဝါရီလ28ရက်29ရက်30အန်ဒီကတ်3ရက်မှာ နှစ်ဖက်ပြောခွင့်ရပုံကိုယ်တွေအစည်းအဝေးလုပ်တွေ့ဆုံကြပေမဲ့နှစ်ရက်သာလုံလိုက်ရပါတယ်။သမရကမစင်းတဲ့တောင်းဆိုမှုကြောင့်ပွဲပြတ်ခဲ့ပါတယ်။ပြည်တော်စုလွှတ်တော်ထဲမှာပြည်နယ်ပြည်မလွှတ်တော်ထဲမှာ25ရာခိုင်နှုန်းနေရာယူထားတယ်။စီးပွားရေးတွေအခွန်မစားဘူး။အနှိမ်ဆုံးမီတာကတောင်မဆောင်ကြဘူး။ဒုသမရပုံသေးယူထားတယ်။တပ်ပတ်ချက်ငွေစစ်ခွင့်မရှိဘူး။တက်တွေးဥယေတောင်စစ်ခွင့်မရဘူး။သူတို့တက်မေစရင်စစ်ခွင့်မရဘူးတနိုင်ငံလုံးဘယ်နေရာဘာခိုးလို့လို့စုံစမ်းခွင့်မရှိဘူးနောက်ကျောင်းပြန်အေးမอยู่ရဘူး ရာဇဝတ်မှုကျူးလွန်သူတောင်အယက်တရားရုံးကစစ်ခွင့်မရှိဘူးအမှုကဘလောက်ပဲရှင်းနေပါစေတရားခဏ်ကသူတို့ခိုင်းနဲ့သူဆိုရင်ပြစ်ဒဏ်ချလို့မရဘူးအရာရာဥပဒေအထက်ကနေပြီးတနိုင်ငံလုံးအုပ်ချုပ်ဖို့နေရာလိုချင်ပြနေမပေးရင်လူမယ်ဆိုတဲ့အညံ့ဆုံးစိတ်ဓာတ်နဲ့အနိုင်ရသူကိုဖမ်းဆီးပြီးလူယူတယ်ဒီအခြေအနေတွေကိုမသိကြဘဲအန်ဒီကပဲတဲ့အောင်မနေသလိုပြပကပညာရှင်မောင်ပိန်းတို့ကထင်ချေပေးကြတယ်အဖုံးပိတ်ထားတဲ့ထမင်းအိုးတွေကစံကိုခံမှန်းကြတယ်လို့ပါပဲ။ ငစိမ့်မှန်းမသိရွှေဘုံမှန်းမသိအာနာမသိခင်စစ်တပ်က NDC နှစ်ခါလာပြီးတောင်းဆိုတဲ့အချောင်စာဘုံငုံဘောဆုပ်နေတဲ့ကောင်တွေတီးဖို့ပထမတစ်ခါလာတော့ကာကျုပ်တက်တန်းနောက်ထပ်၅နှစ်တက်တန်းတိုးပေးဖို့အမိန်ပေးတယ်ဒေါအောင်ဆန်းစုကြည်ကဒီကာကျုပ်နဲ့အစ်မပြေတော်မှန်းတီးလို့တိုးပေးဖို့မဖြစ်နိုင်ဘူးဥပဒေအတိုင်းပဲမင်းအောင်လိုင်ကာကျုပ်တက်တန်းပြည့်ရင်ကာကျုပ်အသစ်ခတ်မှုသွားမယ်လို့ပြောလိုက်တယ်ဒုတိယတစ်ခါဒေါအောင်ဆန်းစုကြည်စီလာတဲ့ကာကျုပ်အသစ်ခတ်ရင်ကာကျုပ်ပြုတ်မင်းအောင်လိုင်ကိုသမရရာရူပေးဖို့အမိန်ပေးတယ် ဒေါအောင်ဆန်းစုကြည်ကတမရခန့်ဖို့လူရွေးပြီးသွားပြီလို့ပြောလွှတ်လိုက်တယ်။ဒေါ်စုသာအာနာမတ်ရင်ဒေါ်စုသာပြည်သူကိုမကြည့်ရင်တမရကြီးကဥမင်းအောင်လိုင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဒေါ်အောင်ဆန်းစုကြည်ကာကြုတ်ကစိုးဝင်းဆိုပြီးလောဘချင်းရိုက်ပြီးဆက်သွွားလို့ရတယ်။ဒါပေမဲ့ဂျာဟာဒီမိုကရေစီနီလက်မကျတဲ့အပြင်ပြည်သူတွေနစ်နာနိုင်တဲ့ရှေးရီးကိုမြင်လို့စစ်တပ်ကနိုင်ငံအုပ်ချုပ်ရေးမှာဘလောက်ထိဝင်ရောက်နှောက်ယှက်နေတယ်လဲဆိုတာပြည်သူတွေကိုသိစေချင်လို့ကဘာကိုသိစေချင်လို့အမေတော်အောင်ဆန်းစုကြည်ကအတိုင်ပင်ခံပုဂ္ဂိုလ်ယာတူးကိုစွန့်ပြီး ခြောက်နေဝင်သွားတာဖြစ်တယ်။ဒေါ်စုစစ်တပ်နဲ့ရင်ကြားဆီးတဲ့နေရာမှာအကန့်အသတ်ရှိတယ်ဆိုတာကိုပြခဲ့တာပါပဲ။ဖိဖိတက်မတော်ဆိုပြီးနေရာတကာအလျှော့ပေးခဲ့တာမဟုတ်ပါမတရားတာကိုစန့်ကျင်ပြီးမှန်ကန်တဲ့လမ်းကိုရွေးသွားတာပါ။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်နိုင်ငံတကာယင်းနှိမ့်ညွတ်နှံမှုများမရှိ၍လူငယ်အကုန်လုံးအခြားတိုင်းပြည်များသို့သွားရောက်အလုပ်လုပ်နေရပြီးဒီပါရောက်လူငယ်၅သန်းကျော်ထပ်မှလောက်ခလာစာများပြည်တွင်းသို့ပြန်လည်ရောက်ရှိရေလှုပ်ဆောင်မည်ဟု ချမ်းဖို့ပါတီမှခင်ကြီးနှင့်တောင်းအေးတို့ကပြောဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်နိုင်ငံတကာယင်းနှိမ့်မြုံနှံမှုများမရှိ၍လူငယ်အကုန်လုံးအခြားတိုင်းပြည်များသို့သွားရောက်အလုပ်လုပ်နေပြီးပြည်ပရောက်မြန်မာလူငယ်၅သန်းကျော်ထပ်မှလောက်ခလာစာများပြည်တွင်းသို့ပြန်လည်ရောက်ရှိရေးလှုံ့ဆော်ရမည်ဖြစ်ကြောင်းဂျက်ဖော့ပါတီမှဥက္ကဋ္ဌခင်ကြီးနှင့်တောင်းအေးတို့ကပြောဆိုလိုက်ကြပါရယ်ဂျက်ဖော့ပါတီအီးမေးဆွဲစည်းရုံးပွဲများတွင်ခင်ကြီးနှင့်တောင်းအေးတို့နှစ်ဦးစလုံးကပြည်ပရောက်မြန်မာလူငယ်များအရေးနှင့်ပတ်သက်၍ထုတ်ဖော်ပြောဆိုလာကြပြီးရှင်းခဲ့သို့ပြည်ပရောက် လူငယ်များထံမှငွေကြေးများပြည်တွင်းသို့ရောက်ရှိရေလှောက်ဆောင်ရန်ပြောဆိုလာကြခြင်းဖြစ်ပါသည်နိုဝင်ဘာလ25ရက်နေ့မွန်လွဲပိုင်းပျော်ပွဲမြို့နယ်ကြီနီကျေးရွာနှင့်ဒီကုံကျေးရွာတို့တွင်ကျန်းဖော့ပါတီမှအတွေ့အကြုံမှုလည်းဖြစ်ပျော်ပွဲမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သူတောင်အေကပြည်သူများနှင့်တွေ့ဆုံရာတွင်တိုင်းပြည်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိ၍မြန်မာလူငယ်အားလုံးပြည်ပထွက်၍အလုလုံနေရကြောင်းပြောဆိုပါရယ်နိုင်ငံတကာက PR တွေပေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်အရေးအနည်းတွေဘာတွေမရဘူး ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေလည်းလာပြီးတော့ရင်းနှီးမြှုပ်နှံလို့မရဘူး။အဲတော့ကျွန်တော်တို့မှာအလောက်ကိုင်းမရှိဘူး။အခွင့်အလမ်းတွေမရှိဘူး။မရှိတော့ဘာဖြစ်လဲလူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်တွေပဲသွားပြီးတော့အလုပ်လုပ်ကြတယ်။ဒါပြင်ပိုးဆိုးတာကခုနကပြောသလိုအခွင့်ရေးဆိုတာတိုက်ယူမှရမယ်ဆိုတဲ့အတွေးခေါ်တွေနဲ့လူငယ်တွေကိုလမ်းမကိုပို့ပြလိုက်တယ်။နှမျောဖို့အရန်ကောင်းတာပဲဟုပြောပွဲမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လာဦးထောင်အေးကပြောဆိုပါတယ်။ နိုဝင်ဘာလ19ရက်နေ့ရန်ကုန်ရှိမဲဆွယ်စည်းရုံးပွဲတွင်ကျန်းဖို့ခရီးကပြည်ပရောက်လူငယ်အလုပ်သမား9တန်းမှ8တန်းအထိရှိပြီးရင်းလူငယ်များ၏လောက်ခလာစာများကိုဖြီးရင်းတို့ပြန်လည်ရောက်ရှိရေးလှုပ်ဆောင်ရမည်ဖြစ်ကြောင်းခရီးကပြောဆိုပါသည်ယူရီးယားမှာ၅သန်းမဲ့ရှိတယ်ဆိုပါအောင်ဒလာမှာဘတ်1000လောက်ပဲလွှဲတယ်ဆိုပါအောင်ဘယ်လောက်ရမယ်ထင်လဲဒါကကျွန်တော်တို့ခုတည်းပဲပြောတာပါပြည်ပမှာရှိတဲ့တရားမဝင်အလုပ်သမားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့ငွေလွှဲပြောင်းမှု remittance ကို ူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းအခွန်ရဆိုတဲ့၃ဦး၃ဖက်လည်းအကျိုးရှိအောင် win-win situation ဖြစ်အောင်မဖြစ်မနေဖန်တီးမယ်လို့ပြောချင်တယ်ဟုကျန်းဖော့ခင်းကြီးကပြောဆိုပါတယ်။ရှင်းပြင်ကျန်းဖော့ပါတီကမြန်မာနိုင်ငံကြီးစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာ sustainable development plan ကိုပညာရှင်များနဲ့တိုင်ပင်ပြီးစီမံချက်ချထားကြောင်းလက်ရှိစစ်တပ်ကလည်းအဆိုပါစီမံချက်အပေါ်အခြေခံလုပ်နေကြောင်းထုတ်ဖော်ပြောဆိုပါတယ်။